မင်္ဂလာပါရှင်ရခုဖတ်ပြမှာကတော့စာရေးဆရာမကြီးဝင်ဝင်မြင်နှံ့တော်ရှင်ရေးသားထားတဲ့ဝုံမောင်ခြေတန်းဇသိမ်းမိုင်းကလေးကိုဖတ်ပြမှာပဲဖြစ်ပါရဲ့ရှင်အားလုံးပဲခံစားနာစင်ပေးကြပါအောင်ရှင် ဝမောင်ခြေတန်းအပိုင်းကိုစက်သိမ်းပိုင်းမိတော်ဒီကိုနိုင်နဲ့ပတ်သက်လာရင်အရာအားလုံးကိုကာကွယ်ပြီးအနေထားမျိုးနဲ့အစဉ်တင်ဖြစ်နေမိသည့်အတွက်ကိုကိုကိုခြေနှံအားရနေလေရှိသည်တို့ရရင်ကိုနိုင်ကတစ်ချက်ကောင်းမြင်၍ပညာပြတတ်တာကိုလည်းတတိကြီးကြီးနဲ့ရင်ဆိုင်ရသည်မိတော်ကကိုနိုင်ကိုခင်မင်းနှစ်လိုစွာဆက်ဆံ၍မရခဲ့သည့်အတွက်အမှန်တကယ်ပင်ဝမ်းနေရသည်မိတော်ဒီကိုနိုင်ကိုအထိပယ်မဲ့စွာဖြင့်တွန်းဆုံနေခြင်းမဟုတ်မှန်မိတော်ကိုယ်တိုင်မင်းနားလည်ခဲ့သည် ူများနားလဲအောင်ပြောမပြထက်ခဲ့ပေ။နောက်ပြီးကိုနိုင်အပေါ်မှာတခြားမိန်းကလေးများနဲ့ပတ်သက်ပြီးတဝင်တိုးစွားဖြင့်လက်မခံနိုင်ခြင်းမျိုးမဟုတ်ကြောင်းကိုလည်းမိတော်တယောက်တည်းနားလဲနိုင်သည့်ကိစ္စပါပဲ။ကိုနိုင်အပေါ်မှာကလေးဘွားတွေကမယုံရဲစွာဖြင့်ဆက်ဆံခဲ့ရတာခုလိုအသက်တွေကြီးတဲ့အထိသူနဲ့တခြားလုံးလက်တွဲရမည်ဆိုရင်လည်းမယုံမယဲနေမင်းဆံပြူသွားကြွေဖြစ်ရတော့မှာမိတော်ကလူတွေကိုယုံကြည်ခြင်းသည်ဆုံးပြေ၍ယင်းဤနှစ်လိုစွာခင်တွဲခြင်းသည် စိတ်ရင်အတိုင်းညနေကလာသည့်ဆန္ဒနှင့်ပေါင်းတင်ဆက်ဆံခြင်းသည်ဘသူကိုဖြစ်ဖြစ်တသမှတ်တည်းစိတ်ချခြင်းသည်ဒါပေမဲ့မိသောစိတ်နှင့်ညီမြစွာဆက်ဆံနိုင်သူဦးရေကတော့အလွန်နဲ့ပါလာသည်။အိုးဘလောက်ထိနေနေနေဆက်ပါစီနောက်ဆုံးတယောက်တို့တွေ့ရမှာပေါ့။ဒါလောက်လူတန်းပေါင်းများစွာရှိနေတဲ့ကမ္ဘာလောကကြီးမှာမိသောနဲ့စိတ်ချင်းဆက်သွယ်နိုင်တဲ့သူတယောက်တော့ရှိကိုရှိရမှာပေါ့။ထို့သူသည်မိသောဤဘဝတစ်လျှောက်လုံးလက်တွဲသွားမည်အဖို့မင်းဖြစ်လိမ့်မည်ဟု မိတော်မှန်းစာထား၏ထို့သူတယောက်မှာကိုနိုင်ဖြစ်ခြင်းလဲဖြစ်မည်မဖြစ်ခြင်းလဲနေမည်မိတော်လက်တွင်မိသူကတော့မိတော်စိတ်ကူထားသည့်သူပင်ဖြစ်ကိုဖြစ်ရလိမ့်မည်ဒါကမိတော်စိတ်ကူဖြစ်သည်တကယ်တမ်းလက်တွဲပေါ်ရှာမည်ဆိုရင်တော့ဒီထက်မကတဲ့အကြောင်းအရာတွေတစပြီးတစပေါ်လာအောင်မည်မိတော်အတွက်အကောင်းဆုံးအဖို့သည်မိတော်မှလွဲပြီးဘသူမှမဖြစ်နိုင်မှုထင်ပါရဲ့ဟုတွေ့ဝေစင်ပါပင်လူကြီးတွေကမိတော်ကိုကိုနိုင်နှင့်စွအတင်းလက်တွဲခိုင်းနေသည် တို့ဘလို့တွေးလိုက်ကြသည်မသိမိတော့မှာတော့ဘလို့ပင်တွေးတွေးကိုနိုင်နဲ့အတွေ့အကြုံကမတိုက်ဆိုင်မှုတွေများလာသည်ဆ iam မမီဆိုတာဖုန်းဆက်တယ်ဘွားတို့လိုက်ပွင့်ရင်မှာပဲကိုကိုနိုင်အောင်လာခေါ်တော့မယ်တဲ့သူကိစ္စတခုရှိလို့ဧည့်သည်တွေလိုက်ပွင့်ရင်အိမ်ပြန်သွားပြီတဲ့တယ်လီဖုန်းရှိတော့မြောက်ဖက်အိမ်မကလေးကလာပြောသည်မိတော်သည်မိစုကိုတော်တော်လေးစိတ်ဆိုးသွားသည်ဒါပါချိုးလေတိတ်အဆင်တန်းမိတာပဲဟိုတွေးလျက်ခံပြင်းစိတ်တွေစူဝေလေသည်မိမာရီကလည်းတိတ်တနေတာပဲ လိုတော့တမျိုးမလိုတော့တမျိုးဟုတွေးကသစင်းယောက်ျား၏အတိုင်းဝိုင်းကိုအလိုလိုယူမုန်းနေမိသည်မိတော်မျက်စိရှိမှပင်အမျိုးသမီးကြီးတစ်ယောက်ကိုကိုနိုင်နဲ့ပတ်သက်၍မိသားစုဝိုင်းပြီးလိန်ကြညာကြမဟုတ်မမှန်တာတွေပြောလိုက်ကြတာကိုလည်းတတိတရာရှိနေမိပြန်သည်အဲ့ဒီအမျိုးသမီးကိုကိုနိုင်သည်အချိန်အတော်လေးကြာအောင်တွေ့ပစ်ခဲ့သည်ကိုနိုင်တို့စီလောကအတိုင်းဝိုင်းကမဟုတ်ဘဲစတိုးဆိုင်နဲ့အလားပြင်ဆိုင်ပိုင်ရှင်အမကြီးဖြစ်သည်ကိုနိုင်တို့ယောက်ျားလေးတငယ်ချင်း၃ယောက်သည် ထိုမမကြီးစတိုးဆိုင်မှာပစ္စည်းဝယ်နေကြဖြစ်သည်တနေ့တော့အသေးအဖွဲပစ္စည်းတစ်ခုဝယ်ရင်းစပိုရှယ်ဒီဇိုင်းလာလာတွေကိုတွေ့၍တယောက်တစ်ထည်ယူပြီးမှပတ်စံကမပြေမှန်းတည်ကြသည်ဝယ်နေကြမှုဆိုင်ရှင်မမကြီးကနောက်နေ့မှပတ်စံလာပြီးရင်ပြောရင်ညင်းနီးသွားကြသည်နောက်တော့ကိုနိုင်ကမမကြီးထံမှစပင်းညက်ခေါင်းရှုံပူပေါင်းနဲ့အမြဲတမ်းသွားဖြစ်သည်နောက်တော့လျှောက်လေကြတယောက်ကိုတယောက်အပြန်အလှန်ဝင်းနေအထိမ်မှတ်တွေပေးကြကြွေးကြထူကြတာကတော့ မမကြီးကဦးဆောင်သူဖြစ်ပြီးကိုနိုင်ကမမကြီး၏ချိုးယုတ်ကလေးဖြစ်နေတာပါပဲမိစုဤပြောပြချက်အရမမကြီးဆိုတဲ့အမျိုးသမီးမှာယောက်ျားမဲ့နေသူဖြစ်ပြီးကိုနိုင်ကိုအမိအရလိုလားစွာဆွဲဆောင်မှုတွေပြုနေတဲ့ဘသူကဘသူကိုဆွဲဆောင်ပြီးဘသူကဘသူကိုဆွဲလန်းနေသေးတော့မသိမိတော်အလဲပတ်ရောက်တော့တနေ့ကကိုနိုင်သည်သူ့အခန်းမှာပင်ရှိနေပြီးအခန်းထဲမှာတော့မိတော်ရောဒေါ်လေးပြူရောအင်နာအလုံးပင်ရှိနေကြတော့အချိန်ဖြစ်သည် မမကြီးသည်ကားကိုကိုယ်တိုင်မောင်းရရောက်ခဲ့သည်မိစုကအိမ်ထဲကိုအမိအယခေါ်ကထိုင်စေပြီးမှမမကိုဒီနေ့လာဖို့ပြောထားသလားယင်ဟုမေးသည်ချင်းတော်မထားမိပါဘူးမတွေ့ရလဲကြတာနဲ့လှည့်ဝင်လာတာပါနန်းနန်းကလမ်းကြုံလို့မှမဝင်တိတ်ဆိတ်ဆိုတာသူကျင်းနဲ့အောင်ဝင်ခဲ့တာပါဟု အမျိုးသမီးကပြုံး၍ပြောသည် သူအပြုံးကမအေးချမ်းလာပဲတင်းမအေးခဲ့တော့အပြုံးမျိုးဖြစ်မည်ဟုမိတော်ကခံမှန်းခြင်းပါပဲမိစုသည်ကြကြစွာဖြင့်မိစုကတိတ်ဆိုတာမမရဲ့ မမကိုလည်းအမဲဆိုးနေကြတင်နေအားနာလိုက်တာဟိုလေးပြေထိုးတော့ရပါလေကွယ်မမကတိခန့်တတ်ပါတယ်။ "तू ကငဲတော့အလိုလိုက်ရတာပေါ့"ဟိုထိုးအမျိုးသမီးကလည်းအပိုင်ချီနှောင်းသည်။ထိုးစင်မိစုကမမဝွကျွတ်တော့မှာပါ။ခု तू ကရောက်ခမကြီးတွေစီအဲ့လေရောက်ခမလောင်းကြီးတွေစီသွားနေတာ။နှစ်ရက်လောက်နေပြန်လာပါလိမ့်မယ်။အဲ့တော့မှမမစီကိုလွတ်လိုက်အောင်မယ်။မမတော့ဝက်ဖဲကြမလား။မောင်တယောက်တာမကပဲရောက်မအလိုပါလိုက်နေအောင်မလားမသိဘူးမမကြီး။ကိုနိုင်ကအမမရှိတော့အမမတ်တယ်။ လာပဲနေမှာမဟုတ်ဘူးပြန်လာရင်လာကြပါလိမ့်မယ်တဲ့မိတော်ဒီမိဆူဤမျက်နှာကိုအေးတကြီးလန်းကြီးကအံ့ဩလျက်အိမ်မက်များမက်နေသလားဟုထင်ခဲ့မိသည်အလှပြင်ဆရာမမမကြီးကတော့မိဆူနဲ့အတူတော်ကောရောကောတွေအပြုံးမပြတ်ပြောလျက်နှုတ်ဆက်ကားထွက်သွားသည်ကားတကားကိုကျင်းခနဲဆောင်ပေကကားကိုဝူခနဲမောင်းထွက်သွားတော့မှမိဆူရဲ့မဟုတ်တာတွေပြောလာကြလားမနက်ကဖះမှာရှိခိုးခဲ့ရလားညမှာရှိခိုးမှဆိုရင်လေငါမသိလားဆွေးရဲသေးရလားဟဲ့ မိတော်ကပြောရသည်ပြောရတာပဲမမမိတော်ရေဟိုပုတ်ကိုရှုပ်ခဲ့သည်မြမိစုမှဒီလိုပဲလိုက်ရှင်းပေးနေရတာငရဲကျင်တော့ကိုနဲ့အောင်လွှဲချရမှာပဲဒီတိုင်းသူတင်ပေးထားလို့ပြောရတာသူတို့ကသူ့ဆက်သူမနိုင်တော့ဘူးလေမိမကြီးကအယမ်းလဲတာပဲသူ့ဆက်မတွေ့ရတော့ဘူးမမမိတော်ရဲ့မိစုကပြောသည်ကိုနိုင်ကထိုးအဖြစ်ပြက်ကိုဂုံယူစားပင်တွေ့လာမိတော့ငါမှဒီလိုပဲခါချနေရတာဟုလူကြီးရဲ့ရွှေမှာပင် ဟားတယ်လို့ပါလို့ပြောခဲ့သေးသည် မိတော့ကသူ့ကိုဘာမှပြန်မပြောဖြစ်ခဲ့ပေမဲ့ဒါခါချတာမဟုတ်ပါဘူးကုလီကူမာများတာကြောတာလူလဲကြတာဟုစိတ်ထဲကရံပွားဖြစ်ခဲ့သည်ခုလဲဘသူကညံများမှမသိအဆွဲလိုသူမိပြားအသွားစီခိုင်းသူမင်းအဂရယ်လင်းနေပြစ်သူဖျားကျွန်တော်လောက်ကြအောင်မိထင်မိတော့ဒီလူအလုံးအပေါ်မှာတန်ရောစဉ်ပြင်းနေခြင်းစိတ်တွေပေါ်ပေါက်လာ၏ခြောက်ထားလူစိတ်တွေစိတ်တုံလာ၏တရားမြတ်တာမှုရှိသောစေတနာမြတ်တာများကိုခံယူလို့စိတ်မွေးမရအောင်ဖြစ်နေသည် ကိုနိုင်စပိန်ဝင်လာတဲ့ကိုကြားလျင်ခီးဥကြုံမပြူနိုင်လောက်အောင်ပင်စိတ်တွေတုန်နေသည်ကိုနိုင်ကအထုပ်ကိုဆွဲလျက်လေချုံကလှမ်းဝင်လာသည်မိစုကအိမ်သွားပြီတဲ့အင်အားလန်းပြီးဖုန်းဆက်တယ်ဘဘတို့ပြန်လာပို့ရင်မှကိုနိုင်အောင်လာခွန်မဲတဲ့မိတော်ကဒေါသဆွတ်သောတံပြပြင်းတရင်ပြီးတော့ကိုနိုင်ကမအံ့ဩဟန်မထူးကြဟန်ပြင်းတိသားပဲလက်ထိတ်ပါကွန်တက်တွေ့တယ်ပြန်လွတ်လိုက်တာကိုလိုဆိုင်တောင်ရင်အေးဆေးစကားပြကြမယ်လေဟုပြောပြီးအထုပ်နှစ်ထုပ်ကိုမိတော်လက်သို့ကန်ပေးခောက်ဆွဲကြနှစ်ထုပ် မေတော်တီဆက်ကနေကိုနိုင်မျက်နာကိုကြည့်သည်ကိုနိုင်ကတော့အကန်ထဲမှာပြင်ဆင်ထားသောဇပွဲကလထိုင်းနဲ့ဇွန်ခင်းရေးပကံများကိုကြည့်လျက်ဒီပြင်ဆင်တွေကတစုံတစ်ခုကိုကာကွယ်တဲ့သဘောလားမေတော်သူကအရင်ဦးဆုံးအပြစ်တင်စကားဆိုသည်မေတော်ကသူ့လက်ထဲမှာအထုံးနှထုတ်ကိုလက်ကမ်းမိယူပဲအိမ်တကားပေါင်းနဲ့ကလျက်ဆက်တီဘောတို့တွားရထိုင်ကကိုနိုင်ရဲ့အန်အောပါရဲ့ကာကွယ်ဖို့လိုအပ်မယ်ထင်ငယ်အစကတည်းကမိစုနှင်းကိုနေပြန်ခေါ်သွားလို့တခေါက်မဲပြောလိုက်တော့မှာပေါ့ ဒါဆိုကိုယ်ကိုစားစရာဝယ်ခိုင်းတာရောမိစုမလာခင် ပတ်ထုတ်ထားတာမဟုတ်ဘူးလားမိတော်ငြိမ်နေသည်ဘာပြန်ပြောရမလဲအမြန်စင်စား၏မိတော်ကတခုခုပြောစရာရှိလျင်ရင်ထဲကရှိတာကိုသာချက်ချောင်းမွေ့မွေ့ပြောချတတ်ပြီးတရားအောင်နဲ့အနိုင်ထက်လူကြီးပြောရတော့မည်ဆိုလျင်အလွန်လွန်ဆွမ်းအားတလို့ဖြစ်နေတတ်သည်ပြီးမှတစိမ့်စိမ့်တွေ့၍ဘလို့မပြောလိုက်ရပါလားဟုအာမလို့အာမရဖြစ်တော်၏ကိုနိုင်ကမိတော်၏စိတ်ငြိမ်နေခြင်းကိုဝန်ခံခြင်းအမှန်နဲ့ တို့တွင်းမိလို့မိဆုကိုတမင်ပြန်လုပ်လိုက်တာရှင်းလားလွတ်လည်းမထူဘူးမလွတ်လည်းမထူဘူးမေတော်ကစိတ်တူစွာပြန်အော်သည်ကိုနိုင်ကတော့ရေပြုံးလျက်သူဝင်လာတော့ခောက်ဆွဲများကိုပကံပြားတဲ့သူစိတ်ရှိစွာထင်နေသည်ဒါဆိုကိုကိုယုံနေပေါ့မယုံပါဘူးမေတော်ကမေတော်ပဲယုံနေဒီချိန်မှာမေတော်နဲ့တို့နေအောင်တည်းရှိနေတဲ့အတွက်မမျောလင့်တာတခုခုဖြစ်သွားနိုင်မယ်လို့ရောမစိုးရိမ်မိဘူးလားမစိုးရိမ်ပါဘူးတခုခုဖြစ်မယ်ဆိုရင်တော့အဲ့တခုခုဟာနေအောင်စလုံးအတွက်နည်းနည်းလေးမှကောင်းစရာအကြောင်းမရှိဘူးကိုနိုင်တည်သွားနိုင်တယ် ကိုနိုင်ထောင်ချသွားနိုင်တယ်ဒီနောက်ခုကလည်းပြီးဘာမှဖြစ်လာနိုင်မှာမဟုတ်ဘူးမေတော်တို့ကိုချင်းချောက်တယ်ပေါ့မဟုတ်ပါဘူးဖြစ်နိုင်တာကိုပြောတာပါမေတော် area မှာဆိုရင်မေတော်ဘာမှဆိုရင်ဆိုင်ရတယ်ဒါပေမဲ့ကိုနိုင်ရောမေတော်ရောတက်ထားတဲ့ပညာနဲ့အသိဉာဏ်ဟာမကောင်းမှုကိုအလိုလိုရှာနိုင်ကြပါလိမ့်မယ်ကိုနိုင်သည်ပြင်ဆင်လျက်ရှိသောစားစရာများကိုခဏထားရခဲ့ကမေတော်နှင့်မျက်နှာချင်းဆိုင်တွင်ရှိသောစတီတို့ရှောက်လာခဲ့ပြီးတိမ်မွေ့နူးညံ့သောလေးတံဖြင့်ကိုလည်းဒီလိုပဲမျှော်လင့်ပါတယ် ီတခါကိုမင်တော့ကိုအယိုးရှင်းဆုံးနဲ့အမှန်ဆုံးစကားတစ်ခုပြောပါမယ်။ကိုမင်တော့ကိုလက်ထပ်ချင်တယ်။လက်ထပ်ပြီးတဲ့အခါမေတော့စိတ်တိုင်းကြနေပေးပါမယ်လို့လည်းဂရုပေးပါတယ်။အဲ့ဒီဂရုဆိုတာတွေကိုမယုံလို့ပဲကိုနိုင်အောင်မေတော့လက်မခံနိုင်တာ။မေတော့နဲ့ကိုနိုင်အဆင်ပြေနေပါပြီလို့ဖောက်ဖောက်အောင်ညာခဲ့တယ်လို့မျိုးဂရုလား။အဲ့ဒီအချိန်တုန်းကမေတော့ကိုမျက်နှာချင်းအောင်မဆိုင်ရင်လို့ရှောင်နေပြီးတော့များလူကြီးတွေကတော့လိန်ညာပြောရခဲ့တယ်။ဒါအသေးအဖွဲမဟုတ်ဘူးကိုနိုင်ရဲ့ကိုနိုင်အလိန်ညာစကားကြောင့်မင်းကလေးတယောက်ရဲ့ဘွားတစ်ခုလုံးကိုပွန်အပ်လိုက်ရမှာ။ ကိုနိုင်ကပုတ်ပေါ်တောင်းရင်တွေးပေးမယ်။မေတော့မတွေးနိုင်ဘူး။ဒီတော့ကိုနိုင်မဟုတ်မမှန်တာတွေပြောတာပါဆိုတာပြပြပြင်းပြင်းသိအောင်မေတော့တက်တည်ပြရလိမ့်မယ်။ Sorry ပါမေတော့အဲ့ဒီစကားတွေအတွက်ကိုတကယ်တောင်းမှမှာလေ။ဘဘွားတို့ကိုလည်းနားလည်အောင်ရှင်းပြခဲ့ပြီးပါပြီ။ကိုကမေတော့ကိုလည်းလုံဆုံးရှုံးခံနိုင်လို့ပြောမိပြောပြောခဲ့တာပါ။မေတော့ကတော့ကိုနိုင်စကားကိုကြားနေရတော့လေကိုနိုင်မျက်နှာကိုမမြင်မဲတပေတူဤစောကတဲ့တော့မျက်နှာကိုသာမြင်အောင်နေမိသည်။ပြောချင်ရာတွေကိုစီးမဲကံမဲပြောချင်တယ်လို့ပြော။ ပြဿနာတစ်ခုခုဖြစ်လာပြီဆိုပြန်တော့ပြေရာပြေကြောင်းတွေပြောပြီးအပြစ်လွတ်အောင်ရုံထွက်တဲ့နေရာမှာတော့ကိုနိုင်နဲ့တာပေတူကတထက်သေးပင်တူလိုက်။ကဲပါမိတော့ရဲ့စံနာရီကိုမိထားလိုက်ကြပါစို့။ကိုတို့ဒီနေရာစားပြီးစိတ်တင်မွေးရအောင်။ကဲလားစားကြစို့။အထိမ့်မှန်ကလေးတစ်ခုပေါ့နော်။ကိုတို့နေရာရဲ့နားလည်မှုရသွားတဲ့အထိမ့်မှန်ပွဲလေးပေါ့။အိုးစိတ်ကူးရရင်မနေစားမနဲ့။မိစရာရှိလို့မိစရာတန်းဆိုရင်မိတော့ကမိတတ်ပါလေ။လူကြီးတွေစီစဉ်ခဲ့တဲ့ကိစ္စတွေအကုန်မိကြစို့။ ဒီနေ့အစားပြီးမောင်မအရင်စိတ်တမျိုးနဲ့ပဲခင်းကြမယ်ဘလို့လဲအဲ့ဒါသဘောတူရင်အထိမ့်မဲ့ပွဲဆောက်လို့ရပြီကိုမလာရောင်းနိုင်မှုမေးတော့သဘောမတူနိုင်ဘူးမိယောက်ျားတွေကြောင့်ဘလို့တိလို့လဲခိုင်မာတဲ့ဘွားတစ်ခုကိုမတိဆောက်ဖြစ်သေးတဲ့အချိန်မှာတော့အဆင်ပြေသလိုလွတ်လွတ်လပ်လပ်နေကြတာသဘာဝပဲဒါပေမဲ့လို့အောင်မြင်တဲ့မိသားစုကိုတိဆောက်မယ်လို့ရည်ရွယ်ထားတဲ့သူဟာသူ့ရဲ့အိမ်တော်ရှင်မကိုလေးလေးဆဆပဲရွေးချယ်ကြမှာပဲပြီးတော့မြမြနုံနုံပေါင်းတင်ပြီးအခြေခံအောင်ထားကြမှာပဲကိုယ့်ရဲ့အိမ်တော်ရှင်မကောင်ဟာမိတော်ပဲဖြစ်ရမယ် အမလေးလေးတရားမျှတမှုအပြည့်အဝနေပါလားဒီမှာကိုနိုင်ယောက်ျားတွေထားတဲ့နေရာမှာနေပြီးစေတဲ့နေရာကိုသွားမယ်ဆက်ရုပ်လို့မိမမျိုးတွေမှာမိတော်မပါဘူးကိုနိုင်တို့ကအင်ရှင်မကောင်ကြိုက်တတ်တယ်လို့မိတော်တို့ကလည်းအိမ်ဦးနာကောင်ကြိုက်တတ်နိုင်မယ်လို့တခါမှမတွေးမိဘူးလားဒါဆိုရင်မိတော်တို့ကိုကြိုက်ရမှာပေါ့တို့အရေးချင်းဟောဘာအရေးချင်းလဲမိတော်ကမိတော်အတဲနှလုံးမရှိဘူးလို့အောက်မိခင်မိတာမှားတယ်တကယ်အတဲနှလုံးမရှိတယ်လို့ကကိုနိုင်မယ်မိတော်ရဲ့ဖြူစင်တန်ရှင်းတဲ့နှလုံးအိမ်တန်တန်လေးတွေကို ကိုနော့ရဲ့လူမှုရေးရှုံဖွက်တွေညစ်ပေနေတဲ့ခြေောက်ကြီးနဲ့ဝင်လာခဲ့မယ်။မေတော့ရဲ့မြုံမုံညစ်ချင်းမပေဆုံးသေးတဲ့ခြေောက်ကလေးကိုတော့ကိုနော့ရဲ့လူဝင်လူထွက်များလွန်ပြီးရှာရွယ်ချိနေနေတဲ့နှလုံးအင်ကြီးတွေကိုဝင်ခဲ့ရမယ်။ဟုတ်လား။အတော်လေးစဉ်းစားရမယ်ထင်ပါတယ်။ဒီလိုတရားမျှတတဲ့အတွေ့အမျိုးရအောင်။စကားကောင်းပြောပါမေတော့မငော့ပါနဲ့။ဒီဆန္ဒကဒုတိယထဲဆန္ဒလည်းမဟုတ်ပါဘူး။အမိုးတယောက်ထဲဆန္ဒလည်းမဟုတ်ဘူး။ဖွားဖွားတယောက်ထဲဆန္ဒလည်းမဟုတ်ဘူး။အားလုံးဆန္ဒဆိုတာလေထဲ့တော်အောင်မေတော့ရ။ကိုနော့ရဲ့ မိတော်တို့မျက်စာဖျားအောင်ကာလာမတုံမှာဟောခဲ့သေးတာပဲဘဲသူဘဲဝါကနမဲကြီးလို့ဖြစ်စေထုံနှန်းစင်လာအရာဖြစ်စေအကြံပေးခင်လက်မခံနေအောင်ကိုပိုင်ညာနဲ့စဉ်ချင်းစဉ်းစားပြီးတော့ကိုတိုင်းကိုကြကျေနပ်မှာလက်ခံတင်နေတဲ့မိတော်ကတော့ဘဝနဲ့ရှင်တဲ့ကိစ္စမို့ကိုပဲဆုံးဖြတ်တင်တယ်လို့ယူဆတယ်ကိုနိုင်ကဘာမှပြန်မပြောဘဲညင်နေသည်မိတော်ရင်ထဲမှာတော့ငိမ့်သက်ခြင်းကင်းမဲနေသည်ကိုနိုင်နဲ့မိတော်နှစ်ယောက်ထဲတွေ့မှမင်းရဲ့စကားများကိုမေးတဲ့မမေးတဲ့အချိန်နေရာကြီး ထိုစကားသည်ကိုနိုင်နှင့်မိတော်နှစ်ယောက်ထင်းနေသာဆိုင်သောစကားမဟုတ်ဘဲအစာမင်းကလေးတစ်ယောက်နဲ့လည်းတဆိုင်နေ၍ပြောရန်တင့်မတင့်စဉ်းစားနေရသည်မိတော်တို့ချစ်တယ်မမြော်လင်မဲကြားလိုက်ရသောကြောင့်မိတော်နှုတ်ဖြားမှခိုးတွဲတည်ဝေလာသော စကားလုံးတို့သည်ကစင့်ကလျာပြက်ပြဲကုန်သည်ကိုနိုင်မျက်နှာကိုအံ့ဩထိတ်လန့်စွာကြည့်သောအခါမြေဝန်းများကအယောင်အစင်းကင်းမိနေသလိုထင်ရပြီး အတန်ကလည်းစိုးစိုးပြပြလက်လက်ဆက်ဆက်ရှိမနေဘူးဟုမိတော်ခန်းစားလိုက်ရ၏စက်ချင်းမင်းကိုနိုင်ကောင်ပါလေလက်ရှိအခြေအနေမှာလူမြင်သူမြင်တွဲနေသောသူနာပြုဆရာမလေးမျက်ဤစကားသုံးလုံးများကိုတတိယလိုက်၏ကိုနိုင်ကလည်းချစ်တယ်ဆိုတဲ့စကားလုံးဝဲစရာမလိုတိုင်းအကောက်ခွန်မပေးရတိုင်းဖောဖောတီတီပြောနေတော့တာကိုဟုမျက်ဤလေးဦးလေးတိုင်းတိုင်းပြောပြလိုက်၏ထိုစကားကြောင့်ကိုနိုင်နှုတ်ရှားလာသည်ကိုနိုင်မျက်ဝန်းမှာဆိုလက်လိုက်ပြီးတော့ စူးစမ်းတွေ့ဝေသောအခြေဖြင့်မိတော့ကိုကြည်သည်အလွန်လင်းမြန်ဖြက်လက်သောအပြောင်းလဲတစ်ခုသည်ကိုနိုင်မျက်နှာပေါ်မှဖြက်ပြေးသလိုထင်လိုက်ရပြီးကိုနိုင်ကဟဟပပရေးလိုက်သည်မိစုကိုစားရေးဆရာမဖြစ်မယ်လို့ထင်ထားခဲ့တာမိတော့ကိုနိုင်စားရေးဆရာမဖြစ်သွားအောင်မေစကားသိတတ်တာပဲမိတော့ပြောတဲ့စကားမဟုတ်ပါဘူးကိုနိုင်ရဲ့မြက်ပြောတဲ့စကားပါကိုနိုင်အောင်မြက်ကဒီတိုင်းပဲပြောခဲ့တယ်ဆိုမြက်တဲ့မိတော့တွေ့ပြီးပါပြီမိတော့ကလည်းကွာအဲ့ဒါကြီးအကုန်ပြီးခဲ့ပြီကိုစိတ်ထဲမှာဘာမှမရှိတော့ဘူး ဘာဆိုဘာမှမရှိတော့ဘူးခုချိန်မှာမေးတော်ပဲရှိနေတယ်ကို့ကိုတခြားကြောင်းတွေပြန်ပြောမနေပါနဲ့တော့ကို့ဘာမှမကြားချင်ဘူးမေးတော်ရဲ့တကယ်ပြောတာကိုနိုင်တတိမရှိပဲသူရဲ့ကောင်းတိတ်လို့ချင်တယ်နော်မေးတော်ကိုတခါရှောင်ခဲ့ဘူးလေခုလည်းမျက်နှာကိစ္စကိုရှောင်အောင်မင်မဟုတ်လားမျက်ကိုပေါ့ပေါ့နေပေါ့ပေါ့စားအပြော်အပါတာယာမှုနင်းမွန်းတတ်တဲ့မိန်းကလေးမျိုးဆိုပြီးပေါ့ပြတ်တော့မှမဟုတ်လားကို့ကဆေးတွေလွန်ကျွန်တောက်ပြီးမနှဲကူထားရတာကိုနိုင်အောင်တကယ်ယုံပြီးပုံချစ်ရှာတာမေးတော်ကအကုန်သိပြီးပြီကိုနိုင်တို့ဇာလန်နေမှာ မေတော့အလုံးလုံးလူစိုးဖြစ်မခံနိုင်ဘူး။ကိုကလည်းသူ့ကိုမယူနိုင်ဘူး။ကိုနဲ့သူနဲ့တွဲရုံသာတွဲတာ။သူ့အပေါ်မှာကိုဘလောက်ထိတက်စာရှိခဲ့တယ်ဆိုတာသူလည်းသိတယ်ကိုလည်းသိတယ်။သူ့ကိုကိုဘာကြောင့်မယူနိုင်ဘူးဆိုတာသူသိနေရမှာပေါ့။တွဲတိုင်းယူရမလားကွ။အိဗံမရှိတာ။အိုးဖြစ်မှဖြစ်ရလေ။သူ့ကိုကိုနိုင်တွဲခဲ့တော့ကမင်းအောင်ကတွဲရုံတွဲမှာနော်လို့ပြောခဲ့ပါလား။ကိုကဘာမှမသိတဲ့သဘောဖြူအစဉ်ကလေးပဲ။ကိုနိုင်မှရအောင်နားလည်မလား။အချိန်တိုင်းကြံခဲ့ရမယ်လို့သိမလားကိုနိုင်ရဲ့။ မေတော့အကြောင်းဆရာမလုပ်ဖို့မကောင်းဘူးရှေ့နေလုပ်ဖို့ကောင်းတယ်ကဲပါကွာသူများအကြောင်းတွေပြောဖို့လာတာမဟုတ်ဘူးကို့အကြောင်းကိုပြောပါမယ်ဆိုမှကဲလာပါစားကြစုစားလာပြီမစားချင်ဘူးကို့ဟာကိုစားစားပြီးပြန်တော့ဟာကောင်းပါလားကြီးလားဒုက္ခပါပဲကို့မျိုးဆက်ကလေးတွေကတော့တော်တော်လေးထင်ရခဲ့တဲ့စိတ်ကံကံကလေးတွေပဲဖြစ်တော့မယ်ထင်ပါရဲ့ဟုတ်တယ်ကိုနိုင်မေတော့ကိုနိုင်ညင်းရတဲ့အဓိကချက်ကမျိုးဆက်ကိစ္စကြောင့်ပါပဲလူကြီးတွေပေးစားတာကိုမျက်စိစုံမိပြီးမလို့ကျင်လို့လည်းမဟုတ်ဘူး ကိုနိုင်ရင်းစားများလို့လည်းမဟုတ်ဘူး။မြက်ကိုတနာလို့လည်းမဟုတ်ဘူး။အိုးကောင်းကောင်းပြောရရင်ကိုနိုင်အောင်တူတူခါခါမဟုတ်လို့လည်းမဟုတ်ပါဘူး။ငငယ်လေးကလေးကမိတော့ပုံမှန်ကောင်းခဲ့ကြတဲ့အန်ကယ်စော်တို့အမိုးတို့မီဆူတို့ပုံမှန်ထားတဲ့မြတ်တာတိုင်းကိုနိုင်ကိုလည်းဖြူဖြူစင်စင်ခင်မိခဲ့ပါတယ်။ဒါပေမဲ့ဂျူနီယာကိုနိုင်ကလေးတွေကတော့တပေတူးတဲ့အစားပေါင်းများစွာစိုးနိုင်တယ်။ဒါကတပေတူးနဲ့ပတ်သက်ပြီးဖြစ်တဲ့အဆွဲလန်းတစ်ခုပဲ။ဟုတ်ပါပြီလေ။တပေတူးနဲ့ပတ်သက်ပြီးဆွဲလန်းသွားတဲ့စိတ်တစ်ခုလိုပဲထားပါတော့။ ိုနိုင်ဘကမေတော်ထင်သားသလိုဖြစ်မလာဘူးလို့ညင်းမယ်။မေတော်ကလည်းမျိုးရိုးဗီဇာနဲ့ပတ်သက်ပြီးဖြစ်နိုင်တယ်လို့ပဲညင်းမယ်။အဲ့ဒီအငင်းခုံဟာအလောင်းစားလို့ရမှာမျိုးမဟုတ်ဘူး။ဖြစ်မဖြစ်စမ်းစရာလည်းမလိုဘူး။နောက်ဆုံးရမယ့်ကိစ္စလို့ပဲမေတော်ထင်ပါတယ်။အဲ့ဒါတတ်တည်မရှိဘူး။တတ်တည်မရှိဘူးပြောပြောတရေပေါ်ဆောင်နေဆိုဆိုညံ့နေလို့ပဲတတ်မှတ်ခြင်းတတ်မှတ်မတိကျလာတဲ့ကိစ္စအတွက်ရှေ့ဆက်တိုးဖို့မလိုအပ်ဘူးလို့ပဲမေတော်ဆုံးဖြတ်ထားတယ်။ဒိဗယ်မရှိလိုက်တာ။ ကိုနိုင်ကစိတ်ဆိုးမှန်ဆိုနေမိတော့အနီတို့ရောက်လာသည်ဒေါသဖြင့်ရှူးရှူးရှာရှာတောင်းရင်နေသည်မိတော့နေလေငါ့ပုံမှာတကယ်ရင်နေသီလားငါ့ပုံမှာဒီချုံမျိုးနဲ့ဆက်ဆံတာနေတယောက်ပဲရှိတယ်ငငယ်တုန်းကစိတ်မျိုးနဲ့ဆိုရင်နေအမှောင်ဖြစ်သွားပြီအောက်မိထားလိုက်ငါနေပုံမှာမိစုနဲ့ပတ်ပေါလို့သဘောထားပြီးတက်တက်လုံးစောက်ရှောက်ခဲ့တယ်တငယ်ချင်းတွေနဲ့တားရလာတဲ့အခါမှာပဲငါ့ပုံမှာစိတ်ညှို့လာလိမ့်မလားဆိုတဲ့မျောလင်းချက်နဲ့ကျင်နာတွေပိုးပြပြီးဂယူဆိုင်ပြတာလွန်းလို့တစ္ဆာရှိရှိစောက်ရှောက်ခဲ့တာကိုနေကအတိမတ်မပြုတ်နိုင်တော့ဘူးနေပြောပုံစုံပုံတွေက ငါမှဘာသိခါမှမရှိတဲ့အညံစားကောင်တစ်ကောင်လိုပဲညင်းမြတ်မှတ်ထားမိတော့ငါမလို့ချင်းစွန့်ပြစ်ဖို့ဝင်မလေးလို့ရကြင်ရင်လည်းဘရောမှလက်လုံးမခံဘူးဆိုတာဒါငါအဆုံးဖြစ်ပြီသူယူသူတန်းဖြင့်ပြောချင်တာတွေဆိုပြောပြီးစံကိုတတိုင်းတိုင်းနဲ့ကမိတော့အနီးမှထွက်ခွာသွားလေသည်မိတော့ကသူ့နောက်ကြောပြင်ကိုမှမကြည့်စပွဲပေါ်မှာတင်းလက်ဆာစားစင်နေတဲ့အဖြေလွာစားအုံးများနဲ့မင်းနီတန်ကိုလှမ်းဆွဲယူလိုက်သည် မင်းနီကန်တော်လက်ဤတိကျမှုကိုယုံကြည်စွာဖြင့်အလောက်ဆက်လို့ရန်အင်အားတင်များတိုးပွားလာသည်မိတော်နာထဲမှာခြေတန်းတတန်သည်ပဲ့တင်ထမ်းများစုညံနေသည်ထိုပြင်းရှာရှာခြေတန်းသည်မိတော်ဤဖြူစင်တန့်ရှင်သောနှလုံးအိမ်တကားဝါမှရက်၍ပြန်လဲထွက်သွားသောအတံပင်ဖြစ်နေလေသည်ဝဝင်းမြင့်နန်းတော်ရှိ18ရက်6လ1995ရှေကူဖပြသွားတဲ့ဝတ္ထုကလေးကိုအစအဆုံးလိုက်ပါနာဆင်ပေးသူများအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။ မမုံချေတံဝိတုလီကိုနားဆင်သူများလည်းနှစ်သက်သဘောကျလိမ့်မယ်လို့မျှော်လင့်ပါရရှင်။အားလုံးပဲမိဖုရားတွေဝေခွာပြီးတရားလှပတဲ့နေ့ရက်ကလေးတွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပါရစေ။ကျမကတော့စာဖတ်သူဝိုင်းပါ။